ဗက်တွေပါဖြုတ်မယ်ဆိုပြီးဒီဘက်လဲလိုက်တဲ့အခါကျမှတကောအမဇရွေးကမြူချလိုက်တာဂလူကနေပဲမြူချလိုက်ပြီးတော့အမဟာဒီကောင်မသေးသေးဘူးခါဆိုပြီးတော့ကြီးလိုက်တော့မှတကယ်လည်းမသေးသေးဘူးပေါ့အဓိကတော့ဟိုမရှိရှိတာနဲ့ကျွန်တော်တိုက်ခိုက်နေတယ်အဓိကကျွန်တော်တို့ဒီမှာတော့ဒါစိတ်တက်တစ်ခုနဲ့ပဲကျွန်တော်တို့ထော်လန်တိုက်ခိုက်နေကြတာဖြစ်ပါတယ်ကျမင်္ဂလာပါဆရာ။ဟုတ်ကဲ့မင်္ဂလာပါ အဲဟုတ်မင်္ဂလာပါဒါယင်းနေ့လာတော့ကြာပြီဆရာဒါပထမဆုံးအင်တာဗျူးပေါ့နော်ဟဲ့ဆရာဟုတ်ကဲ့ပါအဲ့တော့ဒါအဲဆရာပြောင်းမှုတယောက်အနေနဲ့ဒါမိတ်ဆက်ပေးပါအောင်ဆရာဟုတ်ဟုတ်ဟုတ်ကဲ့ပါဟုတ်ကဲ့အလုံးမင်္ဂလာပါခင်ဗျကျွန်တော်ကတော့ဘကိုးတိုင်းစစ်တမ်းကကျွန်တော်ဘကိုးနောက်ချမ်းပြွာ20ရက်ကျွန်တော်အခုပြွာတာဝန်ခံရုပ်ဝတ်စောချင်းဖြစ်ပါတယ်ခင်ဗျအားလုံးကိုဒေါ်လန်ပြည်သူအားလုံးတွေ့ရတာဝမ်းသာပါတယ်မင်္ဂလာပါဗျဟုတ်ကဲ့ပါဆရာအဲ့တော့ဒီဘကိုးတိုင်းဘက်မှာကျွန်တော်တို့တပ်ဖွဲ့တွေဒါဆရာတို့ဖွဲ့တွေပေါ့နော်ဒါဝင်ပြီးတော့လှုပ်ရှားတဲ့ချိန်ကနေစပြီးတော့ဆရာ အောင်မြင်မှုတွေဘာတွေရယူထားနိုင်ပြီလဲရှာဘလို့ဟာတွေပြောင်းလဲတွေဖြစ်လာပြီလဲရှာဟုတ်ကဲ့အာကျွန်တော်တို့ဒီဘကုတ်တိုင်းကိုကျွန်တော်စရောက်တာကတော့ကျွန်တော်တို့2024အာကျွန်တော်တို့၄လပိုင်းပေါ့နော်၄လပိုင်းလောက်ကတော့စရောက်တယ်အဲ့ဒီစရောက်တဲ့အချိန်ခါနေစတော့ဒီနောက်မှာကျွန်တော်တို့ဒီမှာရှိတဲ့ပေါ့နော်ဒါဘကုတ်နောက်ချက်မှာရှိတဲ့စကမ်းတော်တော်များများကိုကျွန်တော်တို့ဝင်ရောက်အဲစနစ်တိုက်ခိုက်ခဲ့တာမျိုးတွေရှိတယ်အားရပါးရောက်ကျုံခဲ့တာမျိုးတွေရှိတယ် ီးတော့ကျွန်တော်တို့ဒါဒီတချောင်းနဲ့ဆိုရင်တော့ကျွန်တော်စချောင်းက3ချောင်းပေါ့နော်3ချောင်းဖြစ်တယ်ကျွန်တော်တို့မနစ်တောင်ကလည်းပဲအဲဒီလိုပုံစံအချိန်ပဲဒီလိုပုံစံဒါပေမဲ့လပိုင်းတော့နည်းနည်းကိုရတယ်ဘယ်လို၈လပိုင်းလောက်မှာကျွန်တော်တို့အဲ့ဒီလက်ဗရန်ပါမှာပါပဲကျွန်တော်တို့ဒါရင်ငယ်ပွဲပေါ့နော်ရင်ငယ်ပွဲမှာဟိုကျွန်တော်ရှိရအခုဒါအရင်အဲ့တော့တော့ကျွန်တော်တို့ဒီဒူရင်မှုပေါ့နော်ဒူရင်မှုအဲအခုလက်ရှိဒါဆရာလေးပေါ့ဆရာလေးဥဆောင်ပြီးတော့ကျွန်တော်တို့ရင်ငယ်တိုက်ပွဲတော့ကလည်းပဲစချောင်းတစ်ချောင်းလုံးနေပါအဲပြော့အောင်ကျွန်တော်တိုက်ခိုက်နိုင်ခဲ့တယ်အဲ့ဒီပွဲပြီးတဲ့ခါမှာကျွန်တော်တို့ဒါပြီးခဲ့တဲ့ຫນွေပေါ့ပြီးခဲ့တဲ့ຫນွေတော့ကအဲဆောက်လက်ချားမှာပါကျွန်တော်တို့ဒါ ဲကျွန်တော်ကိုယ်တိုင်ပဲဦးစီးပြီးတော့ကျွန်တော်တို့အမဒီမင်းလာမြို့နယ်တည်းကပေါ့ကျွန်တော်လက်ပဒန်းမင်းလာမြို့နယ်တည်းငမိုးကြီးပေါ့ငမိုးစင်းမြောင်မှာရှိတဲ့ကျွန်တော်စကြောင်းတကြောင်းလုံးဒီပါကျွန်တော်တို့ဖြောက်ဝင်တိုက်ခိုက်နိုင်ခဲ့တယ်ဆိုတော့အခုဒီကြောင်းကတော့ဒါတတိယမြောက်အကြောင်းလို့ပြောလို့ရတာပေါ့နော်ဒါပြီးခဲ့တဲ့ရက်ကမှကျွန်တော်16ရက်နေ့မှာဒါကျွန်တော်ရှိရတဲ့တရင်မှုစကြောင်းတွေဥဆောင်ပြီးတော့ဒါဒီစကြောင်းတကြောင်းလုံးဒီပါကိုကျွန်တော်ဖြောက်အောင်တိုက်ခိုက်နိုင်ခဲ့တဲ့အချိန်မျိုးတွေရှိတယ်ပြီးတော့တခြားပဲကျွန်တော်တို့ဒေါ်ဆက်ဒီမှာအဲဒီစခန်းငယ်တွေပေါ့စခန်းငယ်တွေကို ကျွန်တော်ဒီမှာတိုက်ခိုက်နိုင်ခဲ့တဲ့ခံမျိုးတွေလည်းရှိသလိုဒီကြောင်းနေပေါ့ကျွန်တော်တို့လက်လက်ခင်းရမရရှိနိုင်ပေမဲ့လည်းကျွန်တော် drone ပစ္စည်းတွေတခြားဆက်ဆက်ပစ္စည်းတွေရနိုင်တဲ့ကျွန်တော်စကြောင်းတွေကိုလည်းကျွန်တော်ဝင်ရောက်တိုက်ဖြတ်တော့တိုက်ခိုက်နိုင်တဲ့အနေအထားမျိုးတွေလည်းကျွန်တော်တို့အဝေးရထားပါတယ်ပြီးတော့ဒါပြီးခဲ့တဲ့ຫນွေတော့ကဆိုရင်လည်းကျွန်တော်တို့ဒါရန်ကုန်ပြည်လမ်းကျောတွေအထိကျွန်တော်တက်လက်ပြီးတော့ကျွန်တော်လှုပ်ရှားနိုင်ခဲ့တဲ့ဒါအဝေးတွေလည်းရခဲ့တာလည်းရှိပါတယ်ခင်ဗျဟုတ်ကဲ့ ဲ့တော့ဆရာဒီပွဲမှာတော့ဆရာအားခဲထားပြီးမပါလဲရအောင်ပေါ့ပြောဆရာโอเคဒီကွဲမှာတော့ဒါဟိုကျွန်တော်တို့ဖြစ်ပေတော့အဲတွေးထားတယ်လက်ရှိမြေပြဥဆောင်နေတယ်ကျွန်တော်ဆရာအဲတရင်မှုပြွာတဲ့ကတရင်မှုကလည်းပဲပွဲတော်တော်များဖတ်စီစဉ်နေတာကျွန်တော်တို့အဲ့ဒီမှာအဲပွဲစီစဉ်နေတာကအဲ့ဒီစကြောင်းတွေကိုဒါသူတို့ဘက်ကလည်းပဲဒီနေဒီမှာနေပြည်ရှင်လင်းတွေသူတို့အဲဝင်နေကြတာပေါ့နော်ဝင်ထားတာကဒါဟိုပြောမှဆိုရင်ဒါယူလျက်စကြောင်းနေနဲ့ပတ်နေတယ်ကျွန်တော်တို့ဘက်ကလည်းပဲဒေါ်လိုင်းဘက်က ဒါဟိုရဲဘော်ညီကူတွေကလည်းပဲလိုက်ပြီးတော့ဒီဟာတွေကိုရှင်းဖို့တော့ပြင်ဆင်နေတာဆိုတော့အဲ့လိုပြင်နေတဲ့အခါမျိုးမှာပဲဟိုမှာဒါအခုကျွန်တော်ရှီကဒီတရီမှုဥဆောင်တဲ့နော်ဒီတော်လိုင်းရဲဘော်တွေနဲ့ထိတိတိုက်ပွဲဖြစ်သွားတာပေါ့နော်အဲ့တော့မင်္ဂလာပါတင်မူဟုတ်ကဲ့မင်္ဂလာပါဆရာကြီးဟုတ်အဲမင်္ဂလာပါကျွန်တော်ဒီတရချောင်းတိုက်ပွဲ12ရောက်မိရနော်12ရောက်မိတယ်ပြီးရင်ဒါတရက်19လက်တောင်ရခဲ့တာပါနော် အဲ့ပြီးရင်ဟိုဘက်ကအသေးပြောက်တွေလည်းများခဲ့တဲ့ဒီဖြစ်စဉ်ပေါ့အဲ့ဖြစ်စဉ်မှာတကယ်ကိုတိုက်ပွဲအတွင်းမှာဥဆောင်ခဲ့တဲ့တဲမှုတယောက်အနေနဲ့ဒီတိုက်ပွဲဖြစ်စဉ်လေးကိုအားရကြအကြောင်းအရာလေးပြန်ပြောပြစေချင်တာပေါ့ဟုတ်ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်ကတော့တာယာရီခိုင်3833တရင်ရဲ့တရင်မှုတောင်းဝန်ယူရတဲ့ရဲဘော်ဝေယံဖြစ်ပါတယ်ခင်ဗျအားလုံးနဲ့တွေ့ရဝမ်းသာပါတယ်ခင်ဗျကျွန်တော်တို့ဒီတိုက်ပွဲမဖြစ်ခင်ကျွန်တော်တို့ရှေ့ရက်မှာအဲမဖြစ်ခင်ကတည်းကပေါ့ကျွန်တော်တို့တို့ကိုကျွန်တော်တို့လိုက်တယ်အဲဒါမဲ့ တဲ့မှာထိတွေ့မှုမဖြစ်ခဲ့ပဲနဲ့ကျွန်တော်တို့လွဲခဲ့ရပေါ့အဲဒါမဲ့အနည်းက15ရက်နေ့မှာဒီကောင်နေစေချောင်းတက်လာတဲ့အချိန်ဒီမှာကျွန်တော်တို့တရင်တက်ဦးမူရယူပြီးတော့ဟိုကျွန်တော်တို့ဒီဘက်ကနေလဲသူတို့သွားပြီးတော့ဟိုတိုက်မယ်ဆိုပြီးတော့ကျွန်တော်တို့ထွက်ကထွက်ခွာခဲ့ကြတယ်ထွက်ခွာပြီးတော့ဒီကောင်နေကအဲ့အချိန်မှာဟိုလက်ဗရန်ပြီးတော့လူစုပြီးတော့သူတို့ထွက်လာတယ်ပေါ့အင်အားအလုံးပေါင်း50ကျော်60 60လောက်ပေါ့အဲဝင်းကျင်မှာဒီကောင်နေလူစုတယ်စုပြီးတော့သူတို့ ဟိုလွားစင်ခေါင်းလမ်းဆောင်ကနေဒီတရချောင်းရွာတွေကိုမီးရှို့မယ်ဆိုပြီးတော့သူတို့တက်လာခဲ့တယ်ပေါ့တက်လာခဲ့တဲ့မတက်ခင်မှာသူတို့ဘက်ကနေပြီးတော့အရင် Kind of Drone အရင်ဝဲတယ်ဝဲပြီးတော့မှဟိုသူတို့ဒါ Drone သိချတဲ့ Drone နဲ့အဲသူတို့ဟို Drone သိနှလုံးချတယ်ပေါ့ချပြီးတော့မှသူတို့အောက်ကနေမြင်းမြင်းစစ်ကြောင်းကနေပြီးတော့ဟိုရှေ့ကိုတက်လာပြီးတော့တရချောင်းရွာတွေကိုရောက်တယ်ကျွန်တော်တို့ကအဲ့အချိန်မှာရွာနောက်ဟိုတော့ကျွန်တော်တို့ရောက်နေပြီကျွန်တော်တို့စောင့်နေတယ်စောင့်ပြီးတော့မှဒီကောင်တွေရွာထဲအဝင်ဝင်လာပြီးဟို ရွာထဲမှာမီးတွေရှို့တယ်ပေါ့အိမ်က3-5လောင်းလောက်တကောင်တွေရှို့ပြီးသွားပြီအဲ့အချိန်မှာကျွန်တော်တို့ရွာထဲဝင်ပြီးတော့ဟိုဝင်လိုက်တဲ့အချိန်မှာသူတို့နဲ့ကျွန်တော်တို့တွေ့တယ်တွေ့ပြီးတော့ကျွန်တော်တို့ဘက်ကနေပြီးတော့လမ်းမူရယူပြီးတော့ကျွန်တော်တို့ထိရောက်စွာပြစ်ခတ်နိုင်ခဲ့တယ်ပေါ့အမှပြစ်ခတ်တဲ့အချိန်မှာဒီကောင်တွေတက်ကကြံစင်ရပြစ်ပြီးတော့ဟိုရွာထဲကနေပြန်ဆုတ်တယ်အဲ့အချိန်မှာကျွန်တော်တို့နောက်တစ်ခွက်အဲကိုဘက်ကတော့အရင်စပြစ်လိုက်ရတာပေါ့ပြစ်လိုက်ရတဲ့အချိန်မှာဒီကောင်ပြေပြန်သွားပြီးတော့အကောင်တွေကပြန်ဆုတ်ပြေးသွားတယ်ဘေးနားမှာကြံကနေအဖွဲနဲ့ကျွန်တော်တို့ရဲဘော်တွေနဲ့ထပ်တွေ့တယ်တွေ့တော့ ဟိုဒီကောင်တွေကသူတို့လူမှန်မသိကိုယ်လူမှန်မသိဖြစ်ပြီးတော့ဟိုမှာဘယ်ကကောင်းနေလဲဘယ်သူကြီးလဲဆိုပြီးကျွန်တော်ရဲဘော်မေးတယ်ကျွန်တော်ရဲဘော်တွေကလည်းအဲ့ချိန်မှာငါတို့ကွာဆိုပြီးတော့ဒီကောင်တွေကိုဟိုပြစ်လိုက်တယ်ပေါ့ပြစ်ပြစ်တယ်ငါတို့ကွာဆိုပြီးတော့ပြစ်လိုက်တယ်ပြစ်လိုက်တော့အချိန်မှာဒီကောင်တွေတောက်လျှောက်ခွေးပြေဝက်ပြေကိုပြေးတယ်ပြီးတော့ကျွန်တော်ရဲဘော်တွေအနောက်နေတောက်လျှောက်လိုက်ပြီးတော့ပြစ်တယ်ပြီးတော့ရွာထိတ်မှာကျွန်တော်တို့ဒီဘက်မှာလည်းတပွင့်ရွာထိတ်ကိုကျွန်တော်တို့နောက်ကနေဖြတ်ပိုင်းမယ်ဆိုပြီးတော့တပွင့်ရထက်ရှိတယ်ဒီဘက်ရွာထဲကိုဝင်လာကြတော့တက်တက်တပွင့်ပေါ့အဲ့လိုဝင်ပြီးတော့ကျွန်တော်နှစ်ပွင့်ခွဲပြီးတော့ ဟိုဖြစ်တယ်အဲ့ချိန်မှာနောက်ဆုံးတစ်ကောင်လေးအပြင်ထွက်တယ်ဒီဘက်အပြင်ကောင်ကသူတို့ယူရတဲ့နောက်ချံ point နဲ့ထိသိမ်းမှုကျွန်တော်တို့တောက်လျှောက်ဖြစ်တယ်ကျွန်တော်တို့ဘက်ကိုစီးပစ်ခတ်ရတယ်ပေါ့ပစ်ခတ်ရတဲ့အချိန်မှာကျွန်တော်တို့ဘက်ကလည်းပြန်လည်းပစ်ခတ်တယ်ပစ်ခတ်ပြီးတော့နောက်ဆုံးတစ်ကောင်လေးဆုတ်ပြေးတယ်ဆုတ်ပြေးတဲ့လမ်းအတိုင်းကိုကျွန်တော်တို့ကအနောက်ကနေတောက်လျှောက်လိုက်တယ်လိုက်ပြီးတော့ပစ်တယ်ပစ်ကြတဲ့ကျွန်တော်တို့သူတို့ရှေ့မှာအတန်းလိုက်ရေကုန်းကုန်းကုန်းအနေနဲ့ကျွန်တော်တို့ပြန်ပစ်လိုက်ပြေးလိုက်ပြန်ပစ်လိုက်နောက်ဆုတ်ပြေးလိုက်ဒါပေမဲ့ကျွန်တော်တို့ကလည်းပြန်ပစ်ရင်ねဟိုမင်းတို့ကောင်လေးလက်နဲ့ချပြောတယ်ဒီကောင်လေးမချသေးဘူးအဲ့ချိန်မှာမချသေးဘဲနဲ့ ျွန်တော်ရှေ့ဆက်တိုးတယ်ရှေ့တိုးပြီးတော့တက်လုံးမယ်ဆိုပြီးကျွန်တော်တို့တက်လုံးတယ်တက်လုံးတဲ့အတိုင်းတည်းမှာဟိုသူတို့ကျွန်တော်တောက်လျှောက်လိုက်ပစ်တယ်ပြင်းနေပြစ်ပြီးသူတို့ကခြုံနေရနေကျွန်တော်တို့ပြန်ပြစ်တယ်အဲပြန်ပြစ်ပြီးတော့အဲ့မှာဟိုကျွန်တော်လက်နက်ချဖို့ပြောတယ်ဟိုလက်နက်ချဖို့ပြောတဲ့ဟာမှာမှနောက်ဆုံးတိုက်ပွဲအချိန်နိုင်ဝက်ကြော်ကြော်လောက်ကြာလာတဲ့အချိန်ကျမှဒီကောင်နေဟိုလက်နက်ချရတယ်ချာပြီးတော့ကျွန်တော်တို့ရဲဘော်တွေကလည်းတောက်လျှောက်လိုက်စီးနေတဲ့အတိုင်းအတာမှာမခံနိုင်တော့ပဲနဲ့သူတို့လက်နက်ချရဲပေါ့ အရင်ဆုံးကျွန်တော်တယောက်စမိတယ်စမိပြီးတဲ့နောက်ပိုင်းမှာကျန်တဲ့အကောင်တွေပါစိတ်ဓာတ်တွေပြပြားကုန်တယ်ပြပြားပြီးတော့ဟိုကျွန်တော်တောက်လျှောက်လာညီကိုတို့ကျိုးစိုးတယ်ညီကိုတို့ဘာမှမဖြစ်စေရဘူးရောက်ခါတော့မင်းတို့အာမခံတယ်အေးစေးလာခဲ့ဆိုပြီးတော့ကျွန်တော်တို့ကျိုးစိုးတယ်ခေါ်တယ်အဲ့ချိန်မှာသူတို့ဘက်ကနေပြီးတော့ဟိုဒါတယောက်ပြီးတယောက်လက်မြောက်ပြီးတော့ထွက်လာတယ်ကျွန်တော်တို့တေချာထိမ့်သိမ့်တယ်အဲအဲ့ချိန်မှာတော့ဟိုဘက်မှာလည်းကျွန်တော်တို့ပြန်ပြစ်တဲ့အကောင်တွေကလည်းပြစ်တယ်ဟိုပြေးနေတဲ့အကောင်တွေကလည်းပြေးနေရပေါ့အဲ့ဒါကိုလည်းကျွန်တော်တို့ တစ်ဖက်ကလည်းရှင်းနေဟိုတောက်လျှောက်လိုက်ဖန်စီထိမ့်ထိမ့်ပြီးတော့လိုက်ပြစ်နေရတဲ့အချိန်မှာဒီဘက်တစ်ဖက်ကလည်းအလင်းဝင်တဲ့လူတွေကိုကျွန်တော်တို့ကြိုးဆိုတယ်ကြိုးဆိုပြီးတော့ဟိုအမှကျွန်တော်ခေတ္တမူကတော့ဖြစ်နေတော့မယ်ဖြစ်နေရတော့မယ်အဲ့အချိန်မှာကျွန်တော်တို့စနိုက်ပါသမားတွေပါကျွန်တော်တို့ထိုက်ရတယ်ပေါ့စနိုက်ပါသမားကလည်းကျွန်တော်တို့ဟိုပြစ်တယ်ပြစ်နေတဲ့အောင်မှာကျွန်တော်တို့ဟိုလက်နက်ချဆိုပြီးတော့ဟိုအရှိဆက်တိုးပြီးတော့လှုပ်တဲ့အချိန်မှာသူကိုယ်တိုင်လည်းလက်မြောက်ပြီးတော့ထွက်လာတယ်ပေါ့အဲ့အချိန်မှာကိုကောင်တွေကတော့အားရဝမ်းသာကြီးပဲ တောက်လျှောက်ဟိုလိုက်ပြစ်နိုင်ခဲ့ရပေါ့ပြီးတော့မှအဲအဲ့ဒီမှာဟာတာဖြစ်ရလူလည်းရှိသေးတယ်ဟာတာဖြစ်ရဘလို့လဲဆိုတော့အဲ့မှာဟိုရှင်းနေဝင်အဲအရှိမအဲတိုက်ပွဲဖြစ်နေတန်းလန်းဒီအောင်လီတေးရလူတွေကလည်းကျွန်တော်တို့တခါတည်းဂန်းနေဖြုတ်ဟိုကြီပေါက်တွေဖြုတ်ဖြုတ်နေလှုပ်တဲ့အချိန်မှာအဲ့မှာဒီရဲတော်တယောက်ကတေးရင်အောင်ဒီကောင်နေတဲ့ကတယောက်ကတေးရင်အောင်စောင်းနေရပေါ့တေးရင်အောင်စောင်းနေပြီးတော့အဲအဲအလောင်းနေကြတယ်မှာပဲတေးရင်အောင်စောင်းနေတာအဲ့တော့ကျွန်တော်ရဲတော်ကလည်းသူ့ဘေးနားအလောင်းတွေကိုပစ္စည်းတွေပါဖြုတ် ဖြုတ်ရင်းနဲ့မှဟိုအနာကက်ကြီးတော့မှဒီကောင်လေးတေးပြီဆိုတော့မှဒီကောင်ဟိုလေဘက်ဒီပိုင်းဖြုတ်မယ်ဆိုပြီးဒီဘက်လဲလိုက်တဲ့အခါကျမှဒီကောင်အမဇလွေးကမြူချလိုက်တာဂလူကနေပဲမြူချလိုက်ပြီးတော့အမဟာဒီကောင်မသေးသေးဘူးခါဆိုပြီးတော့ကြည့်လိုက်တော့မှတကယ်လည်းမသေးသေးဘူးပေါ့ဒါပေမဲ့ဒီကောင်လက်ထင်မှာတော့ဟိုဂန်းနေရတော့ကျွန်တော်တို့အကုန်ကောက်ပြီးသွားပြီအဲဒီအဲအခါကျမှဟာဒီကောင်မသေးသေးဘူးမသေးသေးဘူးဆိုပြီးတော့အာဒီကောင်ကမှဟိအောင်မင်းထမင်းထဆိုပြီးတော့ကျွန်တော်တို့အာဒီကောင်ကမှထပ်ဖမ်းမိရယ်ပေါ့ အဲအမှ၃ဘန်းနေကျွန်တော်ရတယ်ကျန်တဲ့ကောင်တွေကနောက်ဆုတ်တယ်ဆုတ်တဲ့အောင်ကျွန်တော်လိုက်ပစ်တယ်ဒါပေမဲ့ဟိုဘက်အချမ်းမှာသူတို့ကပြန်စုဝဲမှုလုပ်ပြီးတော့အနောက်ကနေ drone ကလည်းတောက်လျှောက်ချလက်နက်ကြီးအကူကလည်းတောက်လျှောက်ကျွန်တော်တို့ပစ်နေတဲ့အတိုင်းတန်းမှာဟိုကျွန်တော်တို့ထပ်လိုက်လို့မရတော့ဘူးကမရတော့ပဲကျွန်တော်အဲ့နေအောင်ရှင်းရှင်းလုပ်ပြီးရတယ်ကျွန်တော်မြန်မြန်ပြန်ဆုတ်လာရတယ်အဲ့ချိန်မှာအထက်ဝေရင်မောကနေလည်းဟိုလင်ရတောက်လျှောက်ဝဲတယ်အနည်းကပြစ်တော့မပြစ်တော့ဘူးပေါ့အဲ့နေကျွန်တော်တို့ရဲဘော်တွေအကုန်ပြန်စုအနာတော်ရရှင်းရှင်းလုပ်ပြီးတော့ကျွန်တော်တို့ဟိုပြန်ဆုတ်လာနိုင်ခဲ့တယ်ပေါ့ တိုက်ပွဲအနည်းကတိုက်ပွဲဖြစ်စဉ်ပြီးသွားတော့ကျွန်တော်တို့ပြန်ဆုတ်သွားတယ်ပေါ့ဆုတ်သွားပြီးတော့အနည်းညနေမှာဒီကောင်တွေဘက်ကအင်အားအလုံးရင်းနဲ့ပြန်ပြီးတော့ဒါထိုးစစ်ပြန်ဆင်ပြီးတော့အဘက်ကိုရှင်းရှင်းပြန်ဝင်တာပေါ့ပြီးတော့ကျွန်တော်တို့တွေကဒါသူရဲ့ဓာတ်ပေါ်ကြီးအလောင်းနေတဲ့ဒါမိရှုပေးတာတို့ဖြတ်စည်းပေးတာတို့ကျွန်တော်လှုပ်ပေးလှုပ်ပေးလို့မရခဲ့ဘူးလေအဲ့တော့ကျွန်တော်အချိန်နဲ့မရဘူးကျွန်တော်အမြန်ပြန်ဆုတ်ခဲ့ရတာဖြစ်တဲ့အတွက်အတိုင်ထားခဲ့ရတာပေါ့အဲ့ဒါကိုဒီကောင်တွေညနေမှာသူတို့အင်အားအလုံးရင်းနဲ့ပြန်ပြီးတော့အမ0.5ကားတွေရောအကုန်ပိုင်0.5ကားတွေပါအကုန်ပြစ်ပြီးတော့ အဲဒါဝင်လာတယ်ပေါ့ဝင်လာပြီးနှစ်ဖက်ဝင်တယ်ဝင်ပြီးတော့ဒီကောင်လေးရဲ့အမအလောင်းနေဒီကောင်လေးပြန်လာယူတယ်ပေါ့ယူလာတော့မှဒီကောင်လေးသူတို့အလောင်းနေအကုန်မယူပါဘူးပေါ့အမကုန်ယူသွားပဲနဲ့သူတို့နဲ့ရင်းနေတဲ့ဒီနေမီကန်အဖွဲ့ကြီးလောက်သူတို့လူတွေလောက်ပဲဒါယူသွားတယ်ကြံတဲ့နေပြတာအဖွဲ့ဟိုလူတွေဆိုရင်ဒါဒီကောင်လေးဒီတိုင်းထားခဲ့တယ်အမချောင်းထဲမှာမျောရတဲ့မျောလိုက်တဲ့ဟာတွေကမျောတယ်ပေါ့အကုန်လုံးဒါတကြိုပေးရာတွေပါရအောင်မလုပ်ဘူးအခုချိန်ထိလည်းဒီတိုင်းထားခဲ့ပြီးအမပုံစံနန်းနေတဲ့ဟာတွေလည်းရှိသေးတယ်ပေါ့ပြီးတော့မှ အတောက်လျှောက်မှာဟိုဟိုလိုက်ရန်ပစ်တာတွေလက်နက်ကြီးတောက်လျှောက်ထုတာတွေ drone နဲ့ဒါအချတာတွေရှိတယ်ပေါ့အဲ့အနေပြီးတော့နောက်ထပ်နှစ်ရက်သုံးရက်မြောက်နေ့မှလည်းဒီကောင်တွေ drone လာချတယ်ချပြီးတော့ဒါကျွန်တော်ဥပကဒီ drone ကိုလည်းတို့တို့ရခဲ့တယ် drone စီးလဲတို့ပြတ်ကြပြီးတော့ကျွန်တော်ဥပကဒီ drone စီးလဲဒါထပ်မံရရှိခဲ့တယ်ပေါ့အဓိကဒီလိုတွေဒါဒီကောင်တွေထိခိုက်နေတာတွေတို့ဟိုတက်ပြတ်သွားတဲ့အခြေအနေအားလဲဒါကျွန်တော်တို့တူတူတယောက်လည်းကောင်းလို့လည်းမဟုတ်ဘူး ဒါအခုကျွန်တော်နေမြေမှာရှိတဲ့ဒီနေမြေကတက်ခွဲကြီးရဲ့ကျွန်တော်တို့ဒီရဲ့အဒီကစီးလုံးနဲ့ညီညွတ်နဲ့ဒါအကောင်းဆုံးဒါတိုက်ထုတ်လိုက်တဲ့အခြေအနေပေါ့အဲ့လိုအနေထားမှာဒီအောင်မွေးကိုကျွန်တော်တို့ရခဲ့တော့အဲ့အတွက်လည်းဒါအကုန်လုံးနဲ့ကျွန်တော်ခုံယူတယ်ကျွန်တော်အနေနဲ့လည်းဒါကြည်ကျူးတယ်ပေါ့အခုလို့ဒါကျွန်တော်ဥဆောင်ပြီးလောက်ခဲ့ရတဲ့ဒီကိစ္စမှာလည်းဒီလိုမျိုးအောင်မြင်မှုရတော့ကျွန်တော်လည်းဒါခုံယူမိပါတယ်ပေါ့အားလုံးလည်းဒါအကုန်လုံးတော်ကြလို့အားလုံးကြိုးစားကြလို့ဒီလိုရတဲ့မျိုးလည်းထွက်လာတော့ပေါ့နောက်ဆိုလည်းကျွန်တော်တို့ဒါကြိုးစားမှုတိုင်းမှာရလာတော့ရှိတယ် ကျွန်တော်တို့ဒီရလက်ပေါ်လေအကောင်းဆုံးထပ်မံပြီးတော့ပို့ပြီးတော့ဟိုကြိုးစားသွားမှာပေါ့အဲ့အဲ့အတွက်လည်းကျွန်တော်တို့ကြည်ပေးတယ်ဒီတာဝန်တွေကဒါဒီလောက်ရအောင်နဲ့ဒါကျွန်တော်တို့တာဝန်ပြီးွားလည်းမဟုတ်ဘူးကျွန်တော်ရှေ့လျှောက်ပုံဆက်လုပ်ဖို့လည်းရှိတယ်ပေါ့ဟုတ်ကျေးဇူးတင်ပါတယ်ဒီတရင်ကြညာချင်းကတော့ကျွန်တော်တော်တော်လေးအဲဒါဟိုပျော်လဲပျော်တယ်ပျော်လဲပျော်ကျွန်တော်ဂျာရဲဝယ်လဲဒါအရန်ဂုံယူမိတယ်ဗောဂုံယူမိတယ်ဆိုတော့ဒါဒီစစ်ကြောင်းတွေကိုကျွန်တော်တို့က အဲဖြိုဖို့တက်ကိုလည်းဒါအရင်နဲ့ပြင်ဆင်ထားပြီးသားဘာကြောင့်ဆိုတော့လက်တလုံးမှာကျွန်တော်တို့ဒီဘက်ကတော်လိုင်းတက်ဖွဲ့တွေစခန်းတွေကိုတို့ဝင်ရောက်ဆင်းနေတယ်တို့တို့မှာကဒီအရာနဲ့ပတ်သက်ပြီးတော့ဟိုပြောမယ်ဆိုရင်ရိုင်း strong ဖြစ်နေတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့တော်လိုင်းရဲဘော်တွေမှာကပြန်ပြီးတော့ဒီဟာတွေကိုကျွန်တော်တို့ modify ပြန်ယူပြီးတော့အပူပြီးတော့ attack ဆရာဖြစ်ဖို့တက်ကိုကျွန်တော်တို့မှာကမဖြစ်မနေပွဲတစ်ခုတော့ကျွန်တော်တို့အောင်ပွဲတစ်ခုတော့ရနိုင်ဖို့တိုးတယ်ပေါ့နော်ဆိုတော့အဲ့လိုနေထားပြီးမှာကဒီလိုပွဲဖြစ်သွားတဲ့အတွက်ကျွန်တော်လည်းပြန်အရင်ဟို PD ဖြစ်မိတယ်ပြီးတော့ကိုရဲဘော်တွေအတွက်လည်းဂုံယူတယ်ဒီလိုလှုပ်ချင်းအားဖြစ်လဲပဲကျွန်တော်တို့ အဲဒီမှာကဒါပြည်သူလူထုထောက်ခံမှုဘာရောကျွန်တော်တို့ရဲဘော်တွေရဲ့စိတ်တက်ပိုင်းဆိုင်ရာလေပို့ပြီးတော့မြင့်တက်သွားတယ်ပေါ့နော်ဆိုတော့ဒီလိုယာဉ်မှုတွေဖြစ်လာတာဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့ကဟိုအတိုင်းမတိဝမ်းသာတယ်ပေါ့နော်ဆိုတော့တကယ်ဒီပွဲမှာလည်းတကယ်ထတဲ့ဝင်ဥဆောင်တဲ့ဟိုတမှုတွေရောဒါရဲဘော်တွေအကုန်လုံးလည်းဒါတော့အရန်လေးစားတယ်ကျေးဇူးတွေအများကြီးတင်တယ်ဆက်လက်ပြီးတော့လည်းကျွန်တော်တို့ကြုံကြည့်တယ်ဒါအောင်ပွဲတွေအများကြီးဆက်လက်ဆက်လက်ပြီးတော့ကျွန်တော်တို့စကူးနိုင်မှုရှိတယ်ပေါ့နော်ဟုတ်ကဲ့ โอเคโอเคဆရာဒါ on way တွေရတိုင်းမှာတော့ကျွန်တော်ဆရာစီမှာလာလာပြီးအပူကတ်တယ်လीเนาะဆရာသတင်းလေးပြောပေးအောင်ဒါပြောအပူကတ်တာရှိရပါဘောเนาะအဖွဲတွေကတော့တကယ်ဟိုအာဂျူမန်နဲ့နဲ့လုံနေကြတာဘောเนาะအဲ့တော့အဖွဲတွေရဲ့လှုပ်ဆောင်နေတဲ့ဟာကအခုလောအောင်မြင်မှုရတယ်ဆိုပေမဲ့ဆရာရဲ့အဲ့လိုပြည့်စုံနေဟာတိတ်မတွေ့ဘူးကျွန်တော်ကြည့်တော့တော့လေဆရာတခါမှတ်မိပါလိမ့်မယ်ကျွန်တော်ဓာတ်ပုံမှတ်တမ်းလေးထုတ်တဲ့အခါမှာလေအဖွဲတွေကဒါဒီစစ်ကြောင်းတွေကိုတိုက်တာတိုက်ခဲ့တာဘောเนาะလက်နက်ခဲရနေတာအပုံလိုက်ရခဲ့တာ တပ်ပုံရိုက်တဲ့အထဲမှာဆိုအဖွဲ့တွေကဟိုမှာငရုတ်လေးထိုင်နေတဲ့အချိန်မှာဆိုဘောင်းမီတိုလေးတွေနဲ့အိမ်ကြီးဆွတ်ချက်လေးနဲ့ဒါမျိုးပုံစံမျိုးလေးနဲ့တိုက်ပွဲဝင်နေကြရလဲရှိတော့ဒီတပ်ဖွဲ့တွေရဲ့ဒီဒီအခြေအနေပေါ့နော်အဲ့ဒါလေးလည်းဆရာပြောလို့ရသလောက်လေးဒါပြောပြစေချင်တာပေါ့ဟုတ်ဒါပြည်သူတွေလည်းဟုတ်ကဲ့ပါရမယ်ဆိုရင်ကုလို့ရအောင်ပေါ့ဟုတ်ကဲ့ပါဆိုအခုကကျွန်တော်တို့ဒီဘကိုတိုင်းအနောက်ချမ်းဘကိုတိုင်းအနောက်ချမ်းမှာရှိတဲ့ကျွန်တော်တို့ viewer တဲ့ viewer နှစ် viewer ရှိပါတယ် viewer နှစ် viewer ကကျွန်တော်တို့ viewer 27ရှိတယ်အဲကျွန်တော်ရှိကျွန်တော်ကုကဲနေတဲ့ viewer 20နဲ့ရှိပါတယ် ဆိုတော့ဟိုကျွန်တော်တို့ဒီဘက်ချမ်းကတော့ခဏက EO နေပြီနဲ့တိဆက်နေပြီနဲ့ဝေးกว่าတယ်ပြီးတော့ကျွန်တော်တို့ကဟိုဒီလက်ရှိရဲဘော်တွေရဲ့အဲဒီသူဝေးစစ်သုံးပစ္စည်း facility ဘိုင်းကကျွန်တော်ပြည့်စုံမှုမရှိဘူးဆိုတော့အဲ့အဲ့ဒီတဲ့ပိုဆိုးသေးတယ်ဗောနအဲ့ဒီပိုဆိုးကျွန်တော်လက်ရှိခိုင်တဲ့ဟိုဟိုဂန်းနေရာအစဟိုပွင့်ပြောရင်ကချွန်နီကချွန်နဲ့ရှိတယ်ဒါကဟိုဂန်းပဲရှိသေးတယ်ဆိုတော့သူတို့ရဲ့အဲဒီခန္ဓာကိုယ်မတက်စင်တဲ့ facility ဘိုင်းနေမှာဆိုရင်လည်းတခါလေဘောင်းမီတိုတွေနဲ့ရှိတယ်ပြီးတော့တခါလေဖက်နဲ့မပါတယ်လည်းရှိတယ် ဆိုတော့ဟိုပြီးရင်ကျွန်တော်တို့ဒါအခြား equipment hammer ဆိုတော့မပြောတော့ဘူးပေါ့နော်ဆိုတော့အဲ့ဒါမျိုးမပြည့်စုံနေတဲ့ကျွန်တော်တို့ကအဓိကတော့ဟိုစက္ကစတွေကိုတော့ကျွန်တော်တို့အဲထုံးတာတက်ခိုင်းနေတယ်ပေါ့အဓိကတော့ဟိုမရှိရှိတာနဲ့ကျွန်တော်တက်ခိုင်းနေတယ်အဓိကကျွန်တော်တို့ဒီမှာတော့ဒါစိတ်တက်တစ်ခုနဲ့ပဲကျွန်တော်တို့အဲထုံးတာတက်ခိုင်းနေကြတာဖြစ်ပါတယ်ဆိုတော့လိုအပ်ချက်တွေကတော့များစွာရှိပါတယ်ဒါပေမဲ့လည်းကျွန်တော်တို့အကောင်းဆုံးပေါ့အကောင်းဆုံးဆွမ်းဆောင်နိုင်ဆုံးတရိတော့ကျွန်တော်တို့ရုံးနေကြတာပါတယ်ခင်ဗျာဟုတ်ဟုတ်ဆရာတကယ်လို့များဒါလက်တော်ဒီဗီဒီယိုကြည့်ပြီးတော့အားဖြစ်စေလို့ဒါပြည်သူကကုမယ်ဆိုရင် ဘယ်လိုမျိုးဆက်သွယ်လို့ရမလဲဆရာဟုတ်ကဲ့ကျွန်တော်တို့လက်ရှိမှာလည်းပဲကျွန်တော်တို့ viewer ထဲမှာကကျွန်တော်တို့ဒီ campaign လေး run နေတာရှိပါတယ်ဆိုတော့အဓိကကကျွန်တော်တို့ဒါဟိုဒီ viewer နဲ့ဆက်နေတဲ့မှာဆိုရင်ကျွန်တော်တရင်လေးရင်းရှိတယ်ကျွန်တော်တို့ဒါဘခုခရိုင်တရင်အဲဒုက္ခသညာတစ်တရင်ရှိတယ်ပြီးကျွန်တော်တို့တာဝရခရိုင်ဒုက္ခသညာတစ်တရင်ဒုက္ခသညာနှစ်တရင်ဒုက္ခသညာသုံးတရင်ဆိုပြီးကျွန်တော်တရင်လေးရင်းနဲ့စုပစ်ထားတာရှိပါတယ်ဆိုတော့အဲ့ဒီအဲတရင်လေးရင်းအတွက်မှာလည်းကျွန်တော်တို့ဒါစစ်စင်ရေးတွေကိုပုံမဖော်ဆောင်တော့ဆောင်နိုင်မှုအတွက်ဆိုပြီးတော့ကျွန်တော်တို့ဒါ viewer ကနေပြီးမှပဲအဓိကကြီးမှုပြီးတော့ လှုပ်ဆောင်နေကျွန်တော် campaign လေးရှိပါတယ်ဒါကတော့ကျွန်တော်တို့ကဒါ human အရေး lemonade ပြုလုပ်ရဲ့ရှိပါတယ်ဒီ campaign ကတော့ကျွန်တော်တို့ကជី5မျိုးအဓိကထားပြီးတော့ကျွန်တော်ဖြစ်တင်နိုင်မှုအတွက်ကိုအဓိကရည်ရွယ်ပြီးတော့အဲကျွန်တော်တို့ဒါလှုပ်ပြုလုပ်ရဲ့ရှိပါတယ်ဘောနော်ဆိုတော့ဒီကျွန်တော်တို့ဘကုတ်ရုံမှပြွာ20နှစ်က page မှာလည်းပဲကျွန်တော်တို့လာရောက်ပြီးတော့ကျွန်တော်တို့ထောက်ပံ့ကူညီလို့ရတယ်လို့ဒါကျွန်တော်ရဲ့ဒါ personal account ဖြစ်တဲ့ကျွန်တော်ဒီပစောချင်းဆိုရဲဘောနော်အကောင့်မှာလည်းပဲဒါဟိုတိုက်ရိုက်လာကူလို့ရပါတယ်ဆိုတော့ကျွန်တော်တို့ DRD ဒီကူတဲ့အရာတွေဒီကျွန်တော်တို့ဒါအလဟာတဲ့ ကျွန်တော်ပြပြမှာမသုံးဆဲပါဘူးတကယ်ပြပြမှာစစ်စင်ရေးတွေမှာပုံမှုပြီးတော့တတိယဖော်ဆောင်လို့ဆောင်နိုင်မှုအတွက်ကိုအဓိကရည်ရွယ်ပြီးတော့ကျွန်တော်တို့တွေအသုံးပြုသွားမှာဖြစ်ပါတယ်ဆိုတော့လည်းကျွန်တော်အနေနဲ့အတည်ပြုလိုပါခင်ဗျ ဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာကျေးဇူးများကျင်ပါတယ်အဲတက်ဖွဲ့တွေလိုပဲဖြစ်ဖြစ်လည်းနော်အောင်မြင်မှုတွေအများကြီးရပြီးတော့အထောက်ပံ့လေးတွေနည်းနေတဲ့ခါကျတော့ရှေ့ဆက်လှုပ်ရှင်တဲ့အလုပ်တွေမှာနှောင့်နှေးနေတာမျိုးတွေရှိကောင်းရှိနိုင်တယ်နော်ဒါပေမဲ့လည်းတက်ဖွဲ့တွေကညှဉ်းညူခြင်းမရှိဘူးမပြည့်စုံတဲ့ဟာနဲ့ဘောင်းဝင်တို့နဲ့လည်းချတာပဲဆရာရဲ့စွတ်ကျဲနဲ့လည်းစော်တာပဲပေါ့နော်အဲဥစ္စာကိုပဲဒါကျွန်တော်ကတကယ်ချီးကျူးလေးစားရတယ်ပေါ့နော်အဲ့တော့အခုဒီတိုက်ပွဲဒီဒီအခုဒါကျွန်တော်ဒီစနေရောက်မိတယ်အဲပြီးတော့ဒါတနက်16လက်ရတယ်အဲဒီဒီတိုက်ပွဲပေါ့နော် ိုက်တိုက်ပွဲနဲ့ပတ်သက်လို့ရောဆရာဒီပြွာမှုတယောက်အနေနဲ့ပေါ့နော်ကိုယ်တိုင်မပါလိုက်ရအောင်ဆိုရင်တော့မှဒီတိုက်ပွဲရလက်ပုံမှာဆရာဘယ်လိုခံစားရလဲတက်ဖွဲ့တွေရဲ့အနေဒါဆရာတိလောက်လေးပြောပါဟုတ်โอเคဆိုတော့ဒါကျွန်တော်စစကြကြရင်တော့ဒါဟိုအရန်ဝမ်းတာလေအရန်ဝမ်းတာဆိုတာအဓိကကျွန်တော်တို့အဲလုံနိုင်မယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်လက်ရှိဒီမှာပြောရတဲ့မှာရှိတဲ့ဒါဟိုရဲဘော်တွေအလုံးတည်ဒါတကယ်အမြင်ပြမှာအလုံးလုံးနိုင်ကြတဲ့ညီကိုတွေဖြစ်တယ်ဆိုတော့သူတို့ကဟိုစိတ်သက်ကအရန်ပြင်းပြပြီးသားရှိထားပြီးသားတွေတကယ်တိုက်ချင်းကိုက်ချင်းတွေရှိထားပြီးသားတွေဖြစ်တယ်ဆိုတော့ ကျွန်တော်ယုံကြည်တယ်သူတို့နေဒီဒါလုတ်တဲ့စစ်စင်ရေးတွေပိုင်းမှာဆိုရင်အများကြီးအောင်မြင်မှုရှိမယ်ဆိုတော့လည်းကျွန်တော်အနေနဲ့ဒါလုံးဝ100%ယုံကြည်ပြီးသားဖြစ်တယ်ဖြုတ်မှာဖြုတ်ထားတာဖြုတ်မယ်ဒါရင်အဲ့ဒီစကြောင်းဖြုတ်နိုင်ဖို့အတွက်လည်းပဲကျွန်တော်စကြောင်းမှုတွေလည်းပြောထားတယ်ဗောနတ်ရှိဥဆောင်တဲ့တမှုတွေအဲတဏျာမှုတဏျာကျွန်တော်ငါတို့ရအောင်လို့စော်မယ်ဗောနော်ဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲဘော်တွေအဲတခုမော်ဒီပြန်ယူရအောင်လေဘာလို့ဆိုတော့ကျွန်တော်ဒီကြားထဲမှာကျွန်တော်ဘက်ကပြေးဆက်ထားတယ်ရှိတယ်အဲ့ဒီတက်ကိုကျွန်တော်တို့ကပြန်လဲပြီးတော့ကျွန်တော်တို့ကဒီချင်းပြန်ယူမယ်ဒီအတွက်လည်းကျွန်တော်ပြန်ကြိုးစားမယ်ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ရေဘော်တွေတကယ်အတိုင်းအတိုင်းနဲ့ လှူရှားပြီးတော့အောင်ပွဲရခဲ့ကြတာဖြစ်တယ်ပေါ့နော်ဟုတ်ဟုတ်ဆရာဟုတ်ဟုတ်ကျေးဇူးများကြီးတင်ပါတယ်ဆရာတက်ဖွဲ့အတွက်လည်းတကယ်ကိုယ်ယူပါတယ်